ဈေးက9000ရောက်မှာအစ်စ်ထွေးကကံကပိုင်းကောင်းမယ်ဂိမ်းဆော့မယ်ဆိုတဲ့သူတွေအတွက်မရှိဘူးလို့ပဲပြောရလိမ့်မယ်ဒါပေမဲ့လေတင်ခွင့်ဝင်ချင်တဲ့ဂိမ်းနယ်ပပဆော့မယ်ဆိုတဲ့သူတွေအတွက်ကံပိုင်းအဆင်ပြေရမယ်ရုပ်ရှင်ကြည့်မယ်ဆိုရှယ်မီဒီယာပိုင်းသုံးမဲ့သူတွေအတွက်ကျွန်တော်ဒီနေ့မှာ Redmi တွေကဖုန်းလေးနှလုံးကိုရွေးပြီးတာရယ်ဆိုတော့ဒီဗီဒီယိုကမိတ်ဆွေတို့ဖုန်းရွေးချယ်မှုတွေအထောက်အကူပြုရယ်သဘောကျတယ်ဆိုတော့ကျွန်တော်ကို like and share လုပ်ပြီးတော့အကူအညီပေးတော့ရပါလို့ပြောရနေတယ်အစီအစဉ်လေးကိုစကြတာပေါ့ပထမတစ်လုံးက Redmi 40က 5G ဒီကောင်ကဈေးနှုန်းအပြင်တော့လေးစိတ်ခွဲဝင်ချင်မှရှိရယ်ဒီကောင်လေးကကျတော့ mobile လေးကျတော့ ့ gain နဲ့ပဲပါဆောင်မဲ့ဆိုရင် social media ဘက်အသားပေးသုံးမဲ့ဆိုရင်တော့ဆိုရင်တော့အဆင်ပြေတယ်။အဓိကတော့သူ့မှာသုံးမိတာရယ် Snapdragon 4 Gen လူကြောင့်လို့ပြောလို့ရတယ်။အာဒီ SOC ကကျွန်တော်တို့ gain ဆော့ဖို့အတွက်ဆိုရင်လုံလောက်တဲ့ SOC မဟုတ်ဘူးဆိုရင်လည်းအာကျွန်တော် mobile chat လို့ gain အတွက်ကတော့ graphic setting လေးကို short ဆော့မယ်။ဒီနေ့မှာ၄-၅ဘွဲလောက်ပဲဆော့မယ်ဆိုရင်တော့အဆင်ပြေတယ်။ social media သုံးမဲ့ရုပ်ရှင်ကြည့်မဲ့ဆိုရင်သူပြောလဲဒီဖုန်းမှာက HD+ resolution ကိုမှ refresh rate က 120Hz export လုပ်ဝေးရတယ်။သူ့မှာသုံးမိတာရယ် 120Hz ဆိုတာကကျွန်တော်ဒီဖုန်းကိုရွေးပြီးရတဲ့အချိန်မှာပေါ့နေ။ဘ ဘာလို့ဆိုတော့ကျွန်တော်တို့ဇီရ9သိန်းအောင်မှာ Redmi ထဲကဖြစ်ရမယ်120 Hz တုံးပေးထားတဲ့ဖုန်းဆိုတာကလက်ချုပ်ရည်လို့ရတယ် HD+ resolution ပုံမှာ120 Hz နဲ့ဆိုတော့ကျွန်တော် application အဝင်ထွက်တွေ screen အရွေးတွေမှာ smooth ဖြစ်ဖြစ်နဲ့အသုံးပြုလို့ရတယ်တခြားသောအပိုင်းတွေမှာတော့ Spy Intel အခြေကိုမှာ Android 14ဘောအခြေခံထားတဲ့ Hyper OS နဲ့လာမယ်ဒီဘောရဲ့အဓိက audience target ကကျွန်တော်တို့ဈေးတန်တန်နဲ့ဂိမ်းနဲ့ပပဆော်မယ်လို့ရှင်းကြည့်မယ် social media ပိုင်းသုံးမဲ့သူတွေအတွက်ရှိခဲ့တယ်အားနဲ့ချက်အနေနဲ့ကတော့ကင်မရာပိုင်းရောကင်မရာနေနဲ့သူ့မှာသုံးမိထားတဲ့ main snap ရော က်ပြီးကင်မရာယောကပို့ပပရိုက်ဖို့ကလွဲပြီးတော့အစင်တော့ပြင်မနေဒီလိုမျိုးအားသာချက်အားနည်းချက်လေးတော့ရှိတယ်နောက်ထပ်တစ်လုံးက Remy 30ဇင်းတော့အဖြစ်တော့ Rancid 128 Gate ကို၄သိန်းခွဲဝင်းချက်မှာရှိတယ်ဒီဖုန်းကဘလူးတူအတွက်ဖြစ်မလဲဆိုရင် budget ဖုန်းတစ်လုံးမှာကင်မရာပိုင်းကောင်းအောင်ပဲ afternoon ညမ်းရမယ် gain နည်းနည်းပပဆုံးမယ် daily use တော့မဟုတ်ဆိုရတဲ့အတွက်အဆင်ပြေတယ်ကင်မရာအနေနဲ့ဒီဖုန်းမှာက main lens ကို1.8 megapixel တုံးပြရဲဖုန်းတစ်လုံးမှာကင်မရာကောင်းမကောင်းဆိုတာက megapixel ဖြစ်သူ့မှာတုံးပြရဲ sensor site တွေ processing ပိုင်းတွေပါကြည့်ရတာဖြစ်တဲ့အတွက် megapixel တစ်ခု ုပဲကြည့်ပြီးတော့ကင်မရာကောင်းမကောင်းစုံပြလို့တော့မရဘူး megapixel is not everything လို့ဆိုရင်လည်း megapixel များတဲ့အတွက်တော့အားသာချက်လေးတော့ရှိရဥပမာနေမိတ်ဆွေကတပုံတပုံရှာလိုက်မယ်ရှာလိုက်တဲ့ပုံကိုဇွန်ဆွဲကြည့်မယ်ဆိုရင် megapixel နည်းတဲ့ ပုံတွေမှာကဝါးနေရာမျိုးရှိတယ်ဒါပေမဲ့မိကပဲဆက်များမယ်ဆိုရင်တော့ပုံတွေကဝါတဒရဲ့ဟုတ်မနေပဲနဲ့ဒီတိအများကြီးကြံတယ်ပြီးတော့ပုံတွေပါတွေကို cropping လုပ်တဲ့အခါမျိုးမှာလည်း resolution မကျတဲ့ပုံတွေကိုရရှိစေတယ်ဒါကတော့အ ਨੇ ချင်းတော့ဖြစ်ပြီးတော့ကျွန်တော်အခုမှပြောခဲ့တဲ့ Huawei Mate 5 Pro ဆိုတာလည်းအဲ့ဒီတိုင်းပဲကျွန်တော်နေကင်းဘက်အလင်းရောက်အားကောင်းတဲ့အချိန်မျိုးမှာရမယ်ဆိုရင်တော့ပုံထွက်တွေက budget phone တစ်လုံးအနေနဲ့ကြည့်မယ်ဆိုရင်အဆင်ပြေဒါပေမဲ့ selfie camera ဘိုင်းတော့ပုံမှန်ပဲနောက်ကဒီဖုန်းမှာအားသာသွားတဲ့အချက်ကပြည့်ချာတင်မိုင်းဒီဖုန်းမှာကအားလုံး 30mAh ပုံမှာ 3G ဝက်ချာတင်နေတာပဲ သူမှာတုံးမိရတဲ့တတိသရီဝက်ချာရှင်ဆိုတာကကျွန်တော်တော်တော်လေးမှာသဘောကျနေတယ်။ဘာလို့ဆိုတော့ကျွန်တော်ပုံမှန်တော့ budget phone မှာတွေ့ရလေးရှိတာက80ဝက်လောက်ပဲတွေ့ရလေးရှိရတာ။ဒါတော့မှတချို့သောဖုန်းတွေမှာဆိုရင်တောင်းဝန်းနဲ့လာတဲ့ဖုန်းတွေတော့မှရှိနေတယ်။ဆိုတော့ဒီဖုန်းမှာကတတိသရီဝက်ဖြစ်တာအတွက်ပုံမှန်တော့ဖုန်းတွေထက်အားသင့်တဲ့နေရာမှာနှစ်ဆနီးပါးလောက်ပုံမြန်သွားလိမ့်မယ်။ဆိုတော့ဒီပိုင်းလေးမှာတော့ဒီဖုန်းကိုဝယ်တဲ့ user တွေကိုအကြိုက်တွေ့စေလိမ့်မယ်။ပြီးတော့သူမှတုံးမိရတဲ့ SOC က Helio G91 Ultra ဆိုတဲ့ SOC ကိုတုံးမိရတယ်။ဒီ SOC နဲ့ပတ်သက်လို့ကျွန်တော်အဲ့ဒီ SOC တုံးမိရတဲ့ဖုန်း ေနဲ့ပတ်သက်လို့အတော်လေးဥမာဆန်းခဲ့ပဲဆန်းခဲ့ဦးတဲ့ game experience အရတော့အရင် smooth ဖြစ်တယ်လို့မခံတော့ဒါမှအဲ game ကိုအရင် serious မဖြစ်တဲ့ user တွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေအဲ mobile legend တို့ဘာလို့ပေါ့ graphic setting လေး short ဆောက်မယ်ဆိုရင်တော့ပြင်အဆင်ပြေတယ် social media ဘိုင်းသုံးမဲ့သူတွေရုပ်ရှင်ကြည့်မဲ့သူတွေလည်းဆိုရင်တော့6.79 inch အကျယ်ပေါ်မှာ IPS LCD display refresh ကတိုင်းဒီ has နဲ့လာဆိုတော့ကျွန်တော်ပုံမှန်ပြောခဲ့တဲ့ phone နဲ့ရှင်မယ်ဆိုလို့ရှိရင်တော့ 120Hz ကနေ 90Hz တော့ဖြစ်သွားတယ်ဒါပေမဲ့ပူတာသွားတာက Full HD resolution ဖြစ်တဲ့အတွက်ကျွန်တော်ရုပ်ရှင်ဒီဘိုင်းကြည့်ရတာမျိုးမှာ color ဘိုင်း contrast ဘိုင်းကောင်းနေဆိုတာမျိုးကိုတွေ့တွေ့ရတယ်ဆိုတော့ daily use ပုံမှန်အတွက်ဆိုရင်တော့ဘာမှဆိုရင်ကြာတော့မရှိဘူးဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြပြပေးခဲ့ရတော့ဈေးက၄ဆင်းခွဲဝင်းကျင်နဲ့ကျွန်တော်တို့ရုပ်ရှင် င်ခြင်းမဲ့ social media ပိုင်းသုံးမဲ့ gain နဲ့လည်းပပဆောင်နဲ့ camera ပိုင်းကြောင်းနဲ့ဆိုရဲ Redmi Note phone နှလုံးကိုရေးချဲ့ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ညွှန်ပေးခဲ့တဲ့ phone နှလုံးနဲ့ပတ်သက်လို့အချမ်းနဲ့တက်လို့ဝယ်ယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ AB1 မှာအကိုတိုင်းစမ်းသပ်ဝယ်လို့ရပါပြီလို့သတင်းကောင်းပိုင်းနဲ့ပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာပြန်ကြည့်ပါကြည့်ရှုပေးခဲ့ကြတဲ့ border တွေတယောက်ချင်းစီတိုင်းကိုအကျေစုအထူးတင်ရှိပါလို့ပြောနေပဲကျွန်တော်နောက်ဖီတို့မှာပြန်တွေ့ကြပါတော့